မင်္ဂလာပါခင်ဗျာစာရေးသူဆရာစောင်းလူလင်ရေးသားတော်မြေလက်တက်ပေမဲ့ရေးစည်းကကျမ်းတယ်လို့အမည်ရတဲ့ဝိထုတို့လေးကိုဖတ်ကြားတင်ဆက်ပေးခြင်းပါတယ်ခင်ဗျာနားဆင်ကြည့်ပါအောင်ခင်ဗျာမြေလက်တက်ပေမဲ့ရေးစည်းကကျမ်းတယ်ယခုသွားနေသောခရီးစဉ်သည် ကျွန်တော်အတွက်ငွေရမြေတို့နောက်ဆုံးသွားရသောခရီးစဉ်ဖြစ်ကောင်းဖြစ်ပါလိမ့်မည်အနာဂတ်တွင်ငွေရမြေ၌ကျွန်တော်ခင်တွယ်သူများရှိတော့မည်မဟုတ်တလို့ ကျွန်တော်ငယ်စဉ်က နေထိုင်ခဲ့သည့်အိမ်ဒီလည်းရှိတော့မည်မဟုတ်ပေ။အဖဲကြောင့်ဆိုတော့ယခုမွေးရက်မြေတို့ပြန်နေခြင်းမှာငယ်စဉ်က ကျွန်တော်တို့မိသားစုနေခဲ့သောအိမ်ကို အပီးအပိုင်ရောင်းချရန်တွားနေခြင်းဖြစ်တော့ကြောင့်ဖြစ်ပါသည်။ငယ်စဉ်ဘဝသည်ကြည်နူးချမ်းမြေ့ပွဲမဟုတ်တော့လေ။ဇာတိရရွာဖြစ်သည်မို့ကျွန်တော်တန်ရောချင်တွေ့ရပါသည်။ကားပေါ်မောင်းလာရင်မှကျွန်တော်အတွေ့အထိတွင်ငယ်ဘဝအရေးများထင်ဟပ်လာလေတော့သည်။ ကျွန်တော်တို့အင်္ဂလိပ်ကကျွန်တော်တို့ဇာတိမျိုးကလေးဤအချက်အချာကြားသောနေရာတွင်ရှိပါသည်သို့တော်အင်္ဂလိပ်ကတော့အိုဟောင်းလှပါပြီကျွန်တော်အမေရဲ့အဖိုးအဖွားများလက်ထက်ကလေးကပိုင်ဆိုင်ခဲ့သောအိမ်ဖြစ်ပြီးအမေတို့မောင်နှမကအမွေရခဲ့သည်စီးပွားရေးအဆင်မပြေ၍အမေတို့လက်ထက်တွင်ပြုပြင်မောမနိုင်ခြင်းမရှိခဲ့လို့အင်္ဂလိပ်မှာကျွန်တော်ငယ်စဉ်ကလေးကပင်ဟောင်းအိုနေပါပြီ။ အမေဒီအီအင်္ဂလိပ်တွင် ကြာချေနေထိုင်ခွင့်မရခဲ့ပါကျွန်တော်အသက်၈နှစ်ကျွန်တော်အငယ်ဆုံးညီမလေး၃နှစ်အရွယ်တွင် အမေကွယ်လွန်သွားခဲ့ပါသည် ကျွန်တော်တို့မောင်နှမ၃ယောက်သည် အဖေအမေရဲ့မောင် ကျွန်တော်ဦးလေးတို့နှင့်ထိုအိမ်လေးတွင်နေထိုင်ကြီးပြင်းခဲ့ရပါသည် ကျွန်တော်တို့မောင်နှမ၃ယောက်တွင်ကျွန်တော်ကအကြီးဆုံးဖြစ်ပြီးကျွန်တော်အောက်မှာ အေးအေးနှင့်ထွေးထွေးဆိုသည့်ညီမလေး၂ယောက်ရှိပါသည် ျွန်တော်အဖေမှာလက်သမားဆရာဖြစ်သည်သို့တော်အမေကွယ်လွန်ပြီးနောက်ပိုင်းစိတ်နေလွင့်ကအဖေဒီအလုပ်ကိုကောင်းကောင်းမလုပ်အရက်သာဖိတောက်နေကြတော့ရာ အရက်သမားစစ်စစ်ကြီးဖြစ်နေပါပြီကျွန်တော်ဦးလေးသာမရှိခဲ့လျင် ကျွန်တော်တို့မောင်နှမ၃ယောက်ဘဝမှာတွေးဝင့်ကြရာမရှိပါဦးလေးကျေးဇူးကြောင့်သာကျွန်တော်တို့ပညာသင်တာခမင်းနတ်မန်အောင်စားနိုင်ခဲ့ခြင်းဖြစ်ပါလေကျွန်တော်တို့ကလေသိန်းဟုခေါ်သော အမေရဲ့မောင် ကျွန်တော်ဦးလေးကိုတင်သိန်းခြာကျွေးရတာကျွန်တော်တို့နတ်မှန်ခဲ့ရသည်မိဘကိုစော်ကားလိုခြင်းမဟုတ်တော့လေကျွန်တော်ဖခင်သည်လေးသိန်းလောက်ကျွန်တော်တို့အပေါ်မှာတာဝန်မကြီးခဲ့ပါလေးသိန်းသည်လည်းပညာတတ်တယောက်မဟုတ်ပါ၍ဝင်းဝေးများများမချနိုင်ပါတူတူမာများကိုရှစ်စိတ်ဖြင့်သာလေးသိန်းခမရလေအပင်မန်းခံစူးစမ်းရုံးကန်ရချခြင်းဖြစ်ပါသည် လေးသိန်းဒီအရက်တဲကအိမ်တွေမှာအဝတ်ချော်ခြင်းထင်းခွဲရေခတ်ခြင်းတန်ရှင်းရေးလုပ်ပေးခြင်းအစားအသောက်ကိုင်းရှင်ဆက်ပြုတ်ပေးခြင်းစသည့်အလုပ်များကိုပင်ပန်းစွာလုပ်ကိုင်ကပတ်စံကိုအောက်ကျနောက်ကျရှာခဲ့ပါသည်မြို့မှာအလှူမင်္ဂလာပွဲများရှိလျင်လေလေးသိန်းကတွားရောက်လုပ်ကိုင်ပေးတတ်ခါပတ်စံရအောင်ရှာတတ်သည်သူများပေးခြင်းကမ်းခြင်းအောင်လဲရိုးရိုးကျိုးကျိုးလုပ်ကိုင်ပေးရှာပါသည် လေသိန်းသည်ထိုကဲ့သို့အိမ်ဘာရီယာအလောက်ကလေးများကိုသာလောက်ကန်၏ဝင်ငွေရအောင်ရှာတတ်ပါသည် အဖေတို့လိုလက်တမစေတုတ်တမပယံတမအလုံးမျိုးမလောက်နိုင်ရှာပါလေသိန်းကိုဘသူကားမှလည်းထိုအလုံးမျိုးမခိုင်းပါအဖေเจ้าဆိုတော့လေသိန်းသည်မိမစိတ်ပေါက်နေသောမိမချတယောက်ဖြစ်နေသောကြောင့်ပင်ဖြစ်သည်ကိုတင်သိန်းခေါ်လေသိန်းကို တရက်လုံးကအသိန်းလိုပဲခေါ်ကြသည် အသိန်းခုစိုးလိုက်လျင်၄သိန်းကိုစိုးလိုမှန်တစ်မျိုးလုံးကပင်တည်ကြပါသည်၄သိန်းကိုအလုတ်ခေါ်ခိုင်းဖို့လိုလိုလားလားရှိကြသည့်အချက်ထဲတွင်၄သိန်းရောင်းတတ်တာကြောင့်လည်းပါသည်သူ့ခါဖို့တို့လျင်ရောင်းတတ်သည့်၄သိန်းအကျင့်ကလူတွေကိုဟာတာဖြစ်စေသည်ရဲမောရစေသည် စိတ်ပျော်ရွှင်စေပါသည်၄သိန်းသည်ခါဖို့အတုခံရလျင်ရောင်းပြီးပါဇက်ကပေါက်တော့ကြရအယုဒ္ဓအနတ္တများထွက်ပေါ်လာတတ်ပါသည် ခါကိုတို့ပြီးရှေးကကပြလည်ရင်သူလည်းလာ၍ကတတ်ပြီသူ့ကိုစားနောက်သူကအကရက်ခိုင်းလိုက်တော့လေသူကတော့တရှင်းတစ်ပုံလုံးဆုံးသည်အထိကနေတတ်၏ဟဲ့ဟဲ့အနှုတ်ဆုပ်ဂုံးဆုပ်ပလုတ်တော့တယောက်ယောက်ကခါတို့လာ၍လေတင်ရုတ်တရက်ရောင်လိုက်တိုင်းအနားမှရှိတဲ့လူများရေမောကြရသည်တခါတရံတော့လေသူခါကိုရုတ်တရက်တို့လိုက်လေယောက်ျားမသာအမောင်ထဲမှာကြုံဟိမ့်နဲ့ငါနဲ့ညာ အစင်းငုံမတဲ့သောဇကလုံးများလေးသိန်းနှုတ်ကထွက်လာတတ်ပြန်သည်တခါကရှင်ပြုအလူပွဲတစ်ခုတွင်လေးသိန်းငရုတ်သီးထောင်းနေတော့ကိုတင်မောင်းဆိုသူလူပြူကြီးကခါးကိုတို့လိုက်ရဟဲ့ငရုတ်သီးတဲ့မျက်နှာစင်တင်မောင်းငါရဲ့လင်းလေးသိန်းနှုတ်ကရုတ်တရက်ရောင်လိုက်သောဇကားကြောင့်ဘေးကလူတွေတအုံးအုံးကြဲမောကြလေတော့သည်ပေါ်ကုန်ပြီပေါ်ကုန်ပြီတင်မောင်းဘယ်တော့ကနှင်းလင်ဖြစ်လိုက်တာလဲအသိန်းရဲ့ လူမျိုးကြီးတင်ပေါင်နဲ့အသိန်းနဲ့ရှေပုံးခုန်နေကြတာပေါ်ပြီဟေးပေါ်ပြီမဟုတ်ပါဘူးတော့သူခါတို့တို့ကြောက်ပါတာရောင်ပြီးអော်လိုက်တာပါကျုံနဲ့တင်ပေါင်ဘာဘာမှမဖြစ်ပါဘူးစောက်ရှောက်မှနေကြောင့်ငါ့ကိုလူတွေတမျိုးထင်ကုန်ကြပြီကိုတင်ပေါင်ကချက်သွားကနေသိန်းကို အပြစ်ပြောလိုက်သည်ဟဲ့မတားနေဘာလို့ငါခါလာတို့သေးလဲငါရောင်တတ်မှန်းနေတည့်ရသားနဲ့ ကဲပါကွာကို့မှငင်းမနေကြပါနဲ့တင်ပေါင်တဲ့အသိန်းကိုအသိအမှတ်ပြလိုက်ကြတော့ဟိသူတို့ဇုံတွဲကိုလူကြီးစုံရနဲ့ပေးစားလိုက်ကြရအောင်ဟာဗျာခမရတို့ကလည်းအလူကိုကူလို့ဖို့လာခဲ့တဲ့လူမျိုးကြီးကိုတင်ပေါင်ချက်ချက်နဲ့ထွက်ပြေးသွားပါတော့သည်အရှားသူများအတွက်ရင်မောစရာဖြစ်တော်လေကျွန်တော်ဒီကျွန်တော်ဦးလေးအတွက်ချက်နေခဲ့ရပါသည်မိမချာဖြစ်နေလို့ချက်ရတဲ့ကြားတယ် ရောင်တက်သောဥလင်းနှုတ်မှပောက်ကရစကားများကြောင့်ပိုပြီးရှက်ခဲရပါသည်ကျွန်တော်အတွက်ရှက်စရာဟုခံစားရတော့လေရောင်တက်ခြင်းသည်၄သိန်းအတွက်အခွင့်အလမ်းတစ်ခုဖြစ်နေခဲ့ပါသည်ခိုင်းစရာချင်းအသိန်းကိုခေါ်ခိုင်းဟဲ့သူကအလုတ်လဲဆစ်ဆစ်ဆက်ဆက်လှုပ်တယ်ရည်လဲရည်ရတယ်ဟုတ်ပါပြင်းရင်လေသူ့ခါးလေးကိုတို့လိုက်ရုံပဲသူရောင်ရင်တိတ်ရည်ရတာ ခါတို့ပြီတရှင်းကလေးတပုတ်တာလက်ခုပ်တီးပြီးတော့ဆိုးပေးလိုက်ကားတို့ကိုမဆုံးတော့ဘူးအဲ့ဒါကြောင့်ကျုပ်တို့တော့အိမ်မှာလှုပ်เสียချင်းအသိန်းကိုပဲခေါ်လိုက်ရတာပဲအသိန်းကိုအလောက်ခန်းရတာအလောက်အတွက်လဲစိတ်ချရတယ်ရည်လဲရည်ရတယ်ဟေးရောင်တက်သည့်အချက်တစ်ချက်နှင့်ပင်လေးသိန်းမှာအလုံးများမအားရအောင်လုပ်ရပါသည်မြို့မှာအလှူမင်္ဂလာပွဲများရှိလည်းရင်အလှူရှင်များကလေးသိန်းကိုမရမကလာခေါ်ကြသည် ၄သိန်းဒီသူတို့အတွက်အလောက်ကိုတည်တည်တတ်တတ်လုပ်ပေးနိုင်သူဖြစ်တယ်လို့ဟာသားဖြင့်ဖြောပြပေးသောလူချင်းတော်တဦးလည်းဖြစ်နေပါသည်အလူပွဲများတွင်၄သိန်းကိုတယောက်ပြီးတယောက်ခါတို့ကရင်မောကြသည် ကာခိုင်းကြသည် အများအတွက်ရည်စရာဖြစ်တော်လဲကျွန်တော်ကတော့ဦးလေးဖြစ်သူကို ကြည်ကတဏှာမိပါသည်ကခုံပြီးမောပန်းနေသည့်၄သိန်းကိုကြည်ကစိတ်မကောင်းဖြစ်မိပါသည်၄သိန်းအဲ့ဒလိုအလုပ်တွေမပြတ်လို့ရလို့လဲ ျွန်တော်တို့မောင်နှမတုံးယောက်ခမင်းနတ်မန်စားနိုင်ပြီကျောင်းနေနိုင်ခြင်းဖြစ်ပါသည်တခါကကျွန်တော်ကျောင်းသွားရလမ်းရှိအိမ်တအိမ်တွင်လေးသိန်းအဝတ်တွေရှောနေသည်ထိုအိမ်မှကလေးတုံးယောက်ကလေးသိန်းခါကိုတို့ကရေမောနေကြသည်ခါအတို့ခံရသောလေးသိန်းသည်ဗဇက်ကအယုဒ္ဓအနတ္တတွေလည်းပြောကလေးတွေလက်ခုပ်တီးတရှင်းဆိုပေးတဲ့အလိုက်အတိုင်းလဲကပြမြင်အမောဆို့နေပါသည် နေပါအောင်ဟဲ့နေပါအောင်ခလေးတွေရဲ့ငါအဝိချော်ပြီးရင်နေတို့ကိုတဝါကြီးကပြပါမယ်အဝိဖြောင်းဖြောင်းချော်ပဲရစေမောလုံးလို့ပါဟဲ့မောဟိုက်တန်ကြီးမောဟိုက်တန်ကြီးဖြင့်တောင်းမှနေတော့လေးသိန်းကိုကြည့်ကကျွန်တော်မျက်ရည်ဆို့လာပြီထိုအိမ်အနီးမှာပြေးထွက်လာခဲ့မိပါတော့သည်လေးသိန်းရဲ့အတွက်အနောက်ချက်တစ်ခုမှာကျွန်တော်အဖေကိုမြဆောင်ဖြစ်ပါသည် ။အိမ်အတွက်စားဝတ်နေရေးကို၄သိန်းတာဝန်ယူထားလို့အိမ်ကိုငွေပေးရမလို့။သူရတဲ့လောက်ခကို သူ့ဘာသာ အရက်တောက်ပြစ်သည်။ဒီကြားထဲအလုတ်တိမ်မကောင်းချိန်များတွင်ဝင်းဝေးမရှိတော့အရက်ဖိုးလိုသည်။၄သိန်းဖွက်ထားသောပတ်စံများကို အရက်တောက်ဖို့၄သိန်းမတိအောင်ယူသည်။ဟဲငါကောင်းဆွတ်ထဲမှာထည့်ထားတဲ့ပတ်စံဘယ်တွေရောက်ကုန်တော့တေချင်းစိုးမြဆောင်နင်းဘဲမဟုတ်လား နင်အရက်တော့ကိုယူတာမဟုတ်လားအချောင်းမကိုငါ့ကိုဘယ်သားမှမသိပဲနဲ့ငါ့ကိုမဆွဆွဲနဲ့ဟဲ့ဒီအိမ်မှာငါပက်ဆန်ခိုးမဲ့လူနင်တယောက်ပဲရှိတယ်နင်မခိုးတော့ဘယ်သူခိုးမှလဲအရက်သမားရဲ့တကယ်တည်းတော့သူ့ရန်ကြောက်လို့လုံခြုံမလားထင်ပြီး ခေါင်းအုပ်ထဲထားမိပါတယ်ဘယ်အချိန်ကချောင်းကြည့်ပြီးမှတ်ထားတယ်မသိဘူးပေးပြန်ပေးမသိဘူးကုန်ပြီ ငါအရက်တောက်ပြစ်လိုက်ပြီဟာဟဲ့ကာလာနာအလမ်းမလေးကကြောင်းဝဲဆောင်ဟောင်းနေပြီဆိုလို့ဝဲဆောင်အသေးကလေးဝယ်ပေးဖို့ငါဆုထားတာအကြီးကောင်ကလည်းသူ့အတန်းထဲမှာခြေအိုးဖုံးနဲ့တပြက်စီဖို့တွင်းရအောင်ပါတဲ့အခုတော့ကုန်ပါပြီဟဲ့ဟဲ့နားကြီးတယ်ဂန်ထူးမနေပြန်ရှာဖို့မသာနေပြောတော့လွယ်တယ် နင့်သားသမီးတွေအတွက်ငါဆုထားတာဟဲ့နင်ကမွေးအောင်လုံယုံပဲလုပ်ပြီးဘာတောင်းဝန်ယူတယ်လဲငါကတော့ငါအမကမွေးခဲ့တဲ့ကလေးတွေမို့တန်ရောချင်းကြီးလိုက်ရတာငါပတ်ဆံတဲ့နင်အရက်တောက်တယ်နော် အပေးဖြစ်ပါစေတော့ဟာဒီအရှောင်းမအဖေကပြေးလာပြီး၄သိန်းမကိုဘဲပြန်ညာပြန်ရိုက်ချလိုက်ရ၄သိန်းမြေကြီးပေါ်ပြက်လဲ၍ကြာသွားသည် အဖေ အဖေ မလှုပ်ပါနဲ့အဖေရဲ့ညီမလေးနှစ်ယောက်ကငိုယိုပြီးတားမြစ်သည် လေးသိန်းနဲ့အဖေကို ပြန်မလို့ရဲရှာတကယ်တော့ဒါမျိုးအဖြစ်ဟာကျွန်တော်တို့အိမ်အတွက်ရိုးနေပါပြီနောက်ပိုင်းတွင်လေးသိန်းကသူ့ပတ်စံအားလုံးကို သူ့ပစိုးခါးကြတဲ့တွင်သာကြစ်ကြစ်ပေါင်းအောင်လိန်ထားတော့သည်ဒါတော့လေးသိန်းအိတ်နေတော့ အဖေကပစိုးကိုဖြီကရအောင်ယူတတ်သေး၏တကယ်တော့လေးသိန်းဝါသနာပါတော့ ဖြစ်ရှင်သောဘဝမှာနတ်ကတော်ဖြစ်ပါသည်မိမချဖြစ်နေသောလေသိန်းသည်နတ်ကတော်အလွန်ဖြစ်ရှင်သည်မြို့ကနတ်ကတော်မိမချကြီးတွေကိုအမေမာမီဟုခေါ်ကာချင်းကတ်သည်နတ်ပွဲရှိတိုင်းနတ်ပွဲမှာအချိန်ဖြုန်းကကိုညီလောက်ကင်ပေးသည်နတ်ကတော်မိမချကြီးများချစ်အောင်နေသည် သူကိုနဂရတော်တယောက်ဖြစ်အောင်မြေတောင်မြောက်ပေးဖို့တောင်းဆိုချသည်အသိ ညီငယ်ပါသေးတယ်အေးစူးစမ်းရင်တနေ့ဖြစ်လာမှာပေါ့အေးညီပညာနူသေးတယ်နတ်ကတော့ဆိုတာကြည့်တော့တာလွယ်တယ်ထင်ရတာနတ်လုပ်ငန်းရှင်တွေကအများသာညီအများကြီးလေ့လာဖို့လိုသေးတယ်ငါသမီးငါတို့မိမချတွေကိုနတ်ချစ်ပါတယ်အေးတနေ့တော့ဖြစ်စေရမှာပေါ့ကနားစီနတ်ကတော်ကြီးကလေးသိန်းကိုနှင်းသိမ့်ခဲ့သည်အသိန်းလည်းနတ်ကတော်မဖြစ်ဖြစ်အောင်ကြိုးစားမှာမမီး တင်သိန်းတယောက်မိမချာဖြစ်နေတာပဲဝမ်းသာရအောင်မဟေးတင်သိန်းသာယောက်ျားစိတ်ဆိုရင်အချိန်တန်အိမ်တော်ပြုတ်တားကြွမှုမရကြွမှုနဲ့ဒီကလေးတွေဘဝကမတွေးဝင်စရာပဲဟုတ်ပါ ကိုမြဆောင်ကနေနေညညအရက်တောက်နေတာနဲ့ကလေးတွေဒုက္ခရောက်မှာအသိန်းကသူ့အမမွေးထားခဲ့တဲ့တူတူမတွေကိုချစ်ချပါတယ်ကလေးတွေတောင်းဝန်သူပဲယူထားတာအမကြီးပြောတာဟုတ်တယ်မှန်တယ် အတိမ်မိမ့်မချဖြစ်နေတာခလေးတွေကံကောင်းဖို့ပဲအိမ်နီးနာချင်းများဤမှတ်ချက်စကားများဖြစ်ပါသည်တနေ့ဆရာများအစည်းအဝေးရှိ၍ကျောင်းမှ ဆော်ဆင်းပေးလိုက်သည် ကျွန်တော်လျှောက်တန်းနှစ်ကဖြစ်ပါသည် ကျွန်တော်အိမ်ပြန်လာရာအိမ်ထဲမှာအဖေနဲ့လေးသိန်းတို့အော်ကြီးဟစ်ကြဲစကားအရှိအရှိပြောနေတဲ့ကိုကြားရပါသည်မလုတ်ပါနဲ့ဟဲမလုတ်ပါနဲ့ငါတောင်းပန်ပါတယ်မြဆောင်ရဲ့ လောက်ပါဟာငါမနေနိုင်လုံးလို့ပါဟဲ့ဟဲ့မရဘူးမရဘူးဟဲ့အချောင်းကငါကောင်းကောင်းပြောနေတာနော်အဖေနဲ့လေသိန်းဘာတွေဖြစ်နေကြပါလဲဟုတ်တည်ကျင် စိတ်ဖြင့်အဲ့ရနီးကိုခတ်တိုးတိုးရှင်းကပ်ခါထယံပေါင်းမှရှောင်းကြည့်လိုက်ပါသည်မြင်လိုက်ရတော့မြင်တွင်ကြအောင်ကျွန်တော်မှင်တက်သွားမိသည်အဖေနဲ့လေသိန်းတို့အဖြစ်ကိုကြည့်ရင်ကျွန်တော်ဝမ်းနည်းလာသည် ခဏနေတော့အဖေသည်အောင်းတိုင်းသူစစ်သူကြီးဘက်မှအိမ်ထဲကထွက်သွားသည်လေးသိန်းကအပြင်ထွက်သွားသောအဖေကိုလှမ်းအော်ပြောလိုက်သည်ဒါပဲနော်ဒီအကြောင်းတွေဘယ်သူမှမသိစေနဲ့နော်ဟဲ့မြဆောင်ငါပြောတာကြားရလားဘယ်သူမှပြန်မပြောနဲ့နော်ကျွန်တော်ဒီအိမ်ထဲကိုတော်တော်နဲ့မဝင်မိပဲတကားကြားတဲ့တွင်ငိုနေမိပါသည် အတွေးများကထိုနေရာရောက်ပင် ကျွန်တော်ကားဆက်မောင်းလို့မရတော့ပါလမ်းဘေးတစ်ပင်တစ်ပင်အောက်တွင်ကားကိုထိုးရက်လိုက်ရပါသည်ကျွန်တော်တသက်တာလုံးကြောင်းစောဆင်းခဲ့ရသောနေကမြင်ခဲ့ရသည် အဖေနှင့်လေးသိန်းတို့အဖြစ်ကို ပြန်တွေးမိတိုင်းရှင်နာနေမိသည်ကြေကွဲနေမိသည်ထိုအဖြစ်ထိုမြင်ကွင်းသည်ကျွန်တော်ရင်ထဲတွင်စူရချောင်းလိုစူးဝင်နေခဲ့သည်တွေးမိတိုင်းလေးသိန်းကိုတနာနေခဲ့ရပါသည် ကျွန်တော်သည် ်စိတ်တည်ငြိမ်သွားသည့်အထိတစ်ပင်အောက်မှနားနေပြီးမှကားကိုဆက်မောင်း၍ထွက်ခွာခဲ့ပါသည်တာသမီများပေါ်တောင်းဝန်မကြည့်တော့လေသိန်းကိုဒုက္ခပေးမြဲဖြစ်သောအဖေသည် ကျွန်တော်ကိုးတန်းနှစ်တွင်ကွယ်လွန်သွားခဲ့ပါသည်ကျွန်တော်ကကြောင်းဆက်မနေတော့ပဲအလုံးလုံးကြီးကိုပြောတော့အခါဘာဘာဖြစ်လို့ကြောင်းထွက်ရမှာလဲငါတူရဲ့လေလေသိန်းကိုကျွန်တော်တန်းထားလို့ပါ ေးလေးသိန်းတယောက်ထဲရှာကျွေးနေရတာမကြည့်ရလို့ပါလေးသိန်းရဲ့ဖြစ်ရလေတားရဲ့နင်းအဖြစ်ရှိတုန်းကရော သူ့လို့စားနင်းဗနက်ပြအိမ်ကိုပေးဘူးလို့လဲတားရဲ့လေးသိန်းကပဲတခြားလုံးရှာကျွေးလာခဲ့ရတာလေဟုတ်ပါလေအဲ့ဒါကြောင့်လေးသိန်းကိုဆက်ပြီးဒုက္ခမပေးချင်တော့လို့ပါဗျာတော်တယ် ငါအမကမွေးခဲ့တဲ့နေတော့မောင်တော်မသုံးယောက်အတွက်ငါတဘွားလုံးကိုမြှုပ်နှံထားတာလေးသိန်းကိုတနှားရင်လေလေးသိန်းကိုရှေ့ရင်ကြောင်းထွက်မဲ့စကားမပြောပါနဲ့ငါသားရလေးသိန်းကတားတို့မောင်တော်မသုံးယောက်ကိုဘွဲရတဲ့အထိကြောင်းထားပေးနိုင်ပါတယ်လေးသိန်းရဲ့မဖြစ်နိုင်ဘူးထင်လို့လားထင်အောင် အခု၄သိန်းနတ်ပွဲတွေမှာဝင်ကားခွင့်ရနေပြီ။နတ်ကတော်ဖြစ်ရင်ပတ်စံတွေ အများကြီးရတော့မှာကွ့။မဖိုက်ပါနဲ့တားရဲ။ကြောင်းမထွက်ရဘူးနော်။ဆယ်တန်းအောင်ကြိုးစားပါကွာ။၄သိန်းတရောင်လုံးရှိပါသေးတယ်။လေသိန်းတောင်းမှန်လုံးလို့ကျွန်တော်ကြောင်းမထွက်ဖြစ်ခဲ့ပါ။ဆယ်တန်းကိုလည်းနှစ်ရှင်းပေါအောင်မြင်ခဲ့ပါသည်။သို့တော်ကျွန်တော်လေသိန်းကိုဆက်ဒုက္ခမပေးခြင်းတော့ လေသိန်းမှာညီမလေးနှစ်ယောက်အတွက်တာဝန်ရှိသေးသည် ကျွန်တော်ဒီဘဝအတွက်အကောင်းဆုံးနီးလန်းကို တွေးတော့ကစစ်တပ်ကတို့ဘိုးလောင်းတင်နန်းကိုရှောက်ထားခဲ့ပါသည်ကျွန်တော်ကြိုးစားမှုကြောင့်စစ်တပ်ကတို့တက်ခွင့်ရခဲ့သည် ထိုအချိန်မှစ၍ဇာတိမျိုးနှင့် ကျွန်တော်အင်္ဂလိပ်ကိုစွန့်ခွာထွက်ခဲ့သည်မှာယခုအချိန်အထိပါပင်ကျွန်တော်တက်ကတို့တက်နေသည့်အချိန်တွင်လေသိန်းနဂရော့ကြီးလုံးလုံးဖြစ်နေခဲ့ပြီး လေသိန်းကျူးစားမှုကြောင့်နတ်လောကမှာဝင်ဆက်နေပြီ။သူရောက်ရှင်တဲ့ပန်းနိုင်ကိုရောက်အောင်အရာတွားနိုင်ခဲ့သည့်လေသိန်းအတွေ့ကျွန်တော်ခုံယူပါသည်။လေးနှစ်တက်ရောက်ပြီးတင်နန်းစင်းပွဲကို ကျွန်တော်ကလေသိန်းအားလာရောက်စီခြင်းသည်။သို့တော်လေသိန်းတင်နန်းစင်းပွဲကိုရောက်မလာခဲ့ပါ။မြို့ကဆွေမျိုးနိဆက်တော်သော နေမယားကိုသာ ကျွန်တော်အုပ်ထိန်းသူအဖြစ်လွှတ်ပေးလိုက်သည်။သူတို့နဲ့စာတကြောင်ရေးပေးလိုက်သည်။တားရည် ဒါအခုလို အောင်မြင်သွားတာ၄သိန်းပြောလိုက်တာကွယ်။တင်တန်းဆင်းပွဲကိုတော့၄သိန်းမလာတော့ဘူးတာ။၄သိန်းကမိမချကြီးလေ။တင်တန်းဆင်းပွဲမှာ၄သိန်းအတွက်ဒါမျက်နှာငယ်ရမှာဆိုလို့ပါ။ကိုအင်းမင်းနဲ့မတ်တင်ပိုင်းနေမယားကိုလှုပ်လိုက်တယ်။တို့အမျိုးထဲမှာလည်းလူလူတူတူဆိုလို့သူတို့လည်းမယားပဲရှိတာလေ။ဒါဓာတ်ပုံထလှလေးဒါရိုက်ပို့ပေးလိုက်ပါ။ အေးအေးလဲဆယ်တန်းအောင်ပြီထွေးထွေးကချက်တန်းသူလဲစာတော်တော့အောင်ပါပဲသူတွေသူမတွေထွန်းပေါက်လာတာမြင်ရတာနဲ့လေးသိန်းဝမ်းသာလှပါပြီအိမ်လဲအစ်စ်ပြန်ဆောက်တော့မယ်တားကြီးတင်တန်းစင်းမွဲကိုရောက်မလာခဲ့တော့လေးသိန်းဒီကျွန်တော်မင်္ဂလာဆောင်ကိုလည်းရောက်မလာခဲ့ပါနတ်ပွဲတွေလက်ခံထားတာများနေလို့မအားလို့မလာနိုင်ဘူးဆိုတာလက်ဖွဲ့ငွေပဲပို့ပေးခဲ့သည် ကျွန်တော်သိပါသည် တူတော်မောင်မျက်နှာငယ်မှာဆိုလို့သူ့ရဲ့မိမချာအသွင်တရံကြီးနဲ့မင်္ဂလာပွဲကိုမတက်ရောက်ခဲ့ခြင်းဖြစ်ပါသည်မြို့မှထွက်ခွာလာပြီးနှစ်ပေါင်း20အတွင်းကျွန်တော်လည်းမြို့ကိုတုံးခေါက်ပဲပြန်ရောက်ဖြစ်ခဲ့၏၄သိန်းဤကျိုးပန်းမှုကြောင့်ကျွန်တော်တို့အိမ်လေးမှာနှစ်ထပ်တိုက်ခန့်အိမ်ကလေးဖြစ်နေခဲ့ပြီအိမ်ရောက်ထက်ဤ၄ပုံ၃ပုံမှာ၄သိန်းဤနှက်ခမ်းဖြစ်နေပါသည်၄သိန်းဒီလေကနားစီအဖြစ်ဖြင့်ဝါရင်နဂတော်ကြီးဖြစ်နေတာ တပည့်တပန်းများ ကိုးကွယ်စည်းကဲ့သူများဖြင့်ခန့်ထည်နေပါပြီ။မာမီဟုလေးစားစွာ အခေါ်ခံရသောဘဝကို ရောက်ရနေလေပြီ။အရှင်ယဝါကြောင့်လေးသိန်းကိုခါတို့ပြီးစားနောက်မြည်သူများလည်းမရှိတော့ပါ။မိမချတယောက်ဖြစ်တော်လဲကိုကြီးရွယ်ရာပန်းနိုင်ကိုရောက်အောင်သွားပြီ။ကြီးပွားအောင်လုံနိုင်သည့်လေးသိန်းကိုကျွန်တော်လေးစားမိသည်။ညီမလေးနှစ်ယောက်လည်းဘွဲရပညာဆောင်ကအိမ်တော်အသေးသေးကြာသွားကြပါပြီ။ မနှစ်ကအသက်64နှစ်အရွယ်မှာ၄သိန်းကျွယ်လွန်သွားခဲ့ပါသည်။မြမအကြီးအေးအေးကသူ့ယောက်ျားစာတီအထက်အညာမှာအပီးတိုင်အခြေချတော်မူ။မြမငယ်ထွေးထွေးကလင်မယားနှစ်ယောက်စလုံးဝန်ထမ်းမှုမြို့တစ်မှာမြေကွက်ရသည်။ရာသည့်မြေကွက်ပေါ်မှာအိမ်ဆောက်ရှင်သည်။လက်ရှိအိမ်လေးကိုရောင်းချပြီးအမွေခွဲကျင်ပါတယ်လို့ကျွန်တော်ကိုဖုံးဆက်ပြောကြသည်။မြမလေးတို့သဘောပဲလေ။ ကိုကိုအတွက်တော့မလိုပါဘူးကိုကိုမယူပါဘူးမြမလေးတို့နှစ်ယောက်ပဲခွဲယူပါအိမ်ကိုရောင်းဖို့စီစဉ်လာလက်မှတ်ထိုးပေးဖို့အတွက်ကိုကိုခွင့်ယူပြီးလာခဲ့မယ်အိမ်ရောင်းချရန်ပြောဆိုစီစဉ်ပေးပြီးဖြစ်ပါ၍တဘောတို့စာချုပ်တွင်လက်မှတ်ရေးထိုးရန်ကျွန်တော်ဇာတိမျိုးကိုရောက်လာခဲ့ခြင်းဖြစ်ပါသည်ရောင်းတဲ့ညနေမှာပင်အိမ်ရောင်းဝယ်ကိစ္စတည်စီသွားပါသည်ပစ္စည်းများကိုကြိုတင်တင်ဆက်ထားပြီးဖြစ်ပါသည် ကျွန်တော်တို့ဒီအိမ်မှာထာဝရထည့်ခွာပေးရပါတော့မည်။မြမငယ်ထွေးထွေးကဓာတ်ပုံတပုံကို ကျွန်တော်လက်ထဲထည့်ပေးရင်ပြောသည်။အိမ်ချင်းတော့ဂျောင်းထဲကထွက်လာတာကိုကို လေးသိန်းငငယ်ကအလှူမှာကနေတဲ့ပုံကိုကို အမှတ်တရတိန့်ချင်ရင်ယူသွားလေ။ကျွန်တော်ဓာတ်ပုံကိုယူကြည့်လိုက်သည်။တယောက်ယောက်ကခါတို့လိုက်ပုံရသည်။လေးသိန်းဒီလူတွေကြားထဲတွင်ကိုင်းနေအောင်ကနေသည်။ ဘေးကလူများကလေးသိန်းကိုရဲမောလျက်ကြည့်နေကြသည်ကျွန်တော်ရင်ထဲကစူးသည်လှုပ်လာပြန်၏ရှောက်တန်းနှစ်ကမြင်ခဲ့ရသောအဖေနဲ့လေးသိန်းတို့အပေးอยู่လုံနေသည့်မြင်ကွင်းကိုမြင်ရောက်လာသည်ကိုကိုအတက်ကြီးလာတော့လေးသိန်းရောင်ထက်တာပျောက်သွားတယ်တိလားလေးသိန်းမကြမ်းမာတော့လေးသိန်းစိတ်ကြည်လင်အောင်ဆိုပြီးညီမလေးကခါတို့ပြီးစားဘူးသေးတယ်လေးသိန်းလုံးဝမရောင်တော့ဘူး နေဆန်းမှာတမီးရဲ့တဲ့ပြန်ပြောတယ်ကျွန်တော်ပြောမှာဖြစ်ပါတော့မီပြောလိုက်ပါတော့မီညီမလေးတို့ကိုကိုကိုပြောစရာရှိတယ်လာထိုင်ရောညီမနှစ်ယောက်ကအံ့ဩဟန်ဖြင့်ကျွန်တော်အနားမှာလာထိုင်သည်မင်းတို့လည်းလာနားထောင်ရင်ထောင်ကြလေကျွန်တော်ကပြောလိုက်တော့ယောက်ျားနှစ်ယောက်လည်းအနားရောက်လာပါသည်လေးသိန်းချောင်းကိုပြောပြမလို့ပါကိုကို၆တန်းနှစ်ကပေါ့ အဲ့တုန်းကအเจ้าကအစောဆင်းလိုက်တော့ကိုကိုအိမ်ကိုစောစောပြန်လာရတယ်။အဲ့ဒီမှာအဖေနဲ့လေးသိန်းတို့အဖြစ်ကိုမြင်လိုက်ရတာပဲ။ကျွန်တော်အိမ်ပြန်လာရအိမ်ထဲမှာအဖေနဲ့လေးသိန်းတို့အော်ကြီးဟစ်ကျစကားအရှိကြပြောနေတဲ့အကိုကြားလိုက်ရပါလိ။မလုပ်ပါနဲ့ဟဲ။မလုပ်ပါနဲ့။ငါတောင်းပန်ပါတယ်မြဆောင်ရင်။အဖေနဲ့လေသိန်းဘာတွေဖြစ်နေကြပါလဲဟုသိကျင်စိတ်ဖြင့် အိမ်နီးကိုခတ်တိုးတိုးရှင်းကပ်ကဝရဏနာပေါင်းမှချောင်းကြည့်လိုက်ပါလေအဖေကလေသိန်းစီကအရက်ဖိုးတောင်းနေခြင်းဖြစ်သည်လေသိန်းကခါးကြဲထဲတွင်လိုက်ထားသောပတ်စံကို အဖေယူမှဆိုး၍ခါးလေးကိုလိန်ကျစ်ပြီးချောင်းနေသည်အရှောင်းမငါကောင်းကောင်းပြောနေတာနော်အဖေကစိတ်မရှိသလိုអော်လိုက်ခါလေသိန်းခါးကိုတို့လိုက်သည်လေသိန်းကမပေးဘူးမပေးဘူး ဥအော်ရင်နောက်ဆုတ်သွားသည်အဖေကအာအာတင့်သွားသည်ဟင်ရှောင်းမငါခါတို့တာနေမရောင်းပါလားအဖေက၄သိန်းရောင်းလည်းရင်၄သိန်းစီကပတ်စံကိုလူမီဆိုတဲ့အကြံနဲ့၄သိန်းခါကိုတို့လိုက်ခြင်းဖြစ်ပါသည်နေဘာလို့မရောင်းရတာလဲတင်သိန်းမရောင်းပါဘူးဘာလို့ရောင်းရမှာလဲနေခါတို့ရင်နေရောင်းလေလေအေး အဲ့ဒါတကယ်ရောင်းတာမဟုတ်ဘူးတမင်ရောင်းခြင်းအောင်ဆောင်းနေတာရောင်းခြင်းအောင်ဆောင်းနေဟုတ်တယ်ငါရောင်းရင်လူတွေပျော်မှန်းသီးတော့တမင်ရောင်းခြင်းအောင်ဆောင်းနေတာဟဲ့ငါရောင်းမှငါ့ကိုအလုပ်ပေးကြမှာငါငါအလုပ်လုပ်ရမှာလေအဲ့ဒါကြောင့်မရောင်းတတ်ပဲရောင်းတတ်အောင်ဆောင်းနေဘာဖြစ်သေးလဲငါတို့တူမတွေကိုထမင်းဝါအောင်ကျွေးနိုင်ဖို့ ငါအလုံးမပြတ်အောင်ရောင်တက်ချင်အောင်စောင်းနေတာသိပြလားဟင်အရှောင်းမနေတော်တော်ညံများပါလားဟုတ်တယ်ငါညံများရတယ်တကယ်တော့ငါကရောင်လို့တော့မရောင်တက်ဘူးအဖေကရုတ်တရက်အော်ရယ်လိုက်သည်နေလျှို့ဝှက်ချက်ကိုငါတိပြီဂန်ဓုမနေလိန်စားနေတာကိုငါဖော်ထုတ်ပြလိုက်မယ် ဒီတခါမျက်နှာထားပြောင်းသွားသူကနေတဲ့။အော်မလောက်ပါနဲ့ဟဲ။အဲ့ဒါလိုတော့မလောက်ပါနဲ့။ဒီဟာလေးနဲ့ငါတူတူမတွေကိုလှုပ်ကျွေးနေရတာပါ။မပြောပါနဲ့ဟဲ။လေးသိန်းကတောင်းပန်ရတဲ့ဘဝရောက်သွားနေပြီ။အေးမပြောစေချင်ရင်ငါ့ကိုအရက်ဖိုးပေး။ဒါပဲ။ရော့ဟဲရော့မျိုးစို့ မကြင်မနှက်နဲ့ပင် အဖေတောင်းသောအရက်ဖိုးကို လေးသိမ်းပေးလိုက်ရပါပြီခဏနေတော့အဖေသည်အောင်းတိုင်းသူစစ်သူကြီးပမာအိမ်ထဲကထွက်သွားသည်လေးသိမ်းကအပြင်ထွက်သွားသော အဖေကိုလှမ်းအော်ပြောလိုက်သည်ဟဲ့ဒါပဲနော်ဒီအကြောင်းนี่ဘယ်သူမှမသိစေနဲ့နော်ဟဲ့မြတ်ဆောင်ငါပြောတာကြားရဲ့လားဘယ်သူမှပြန်မပြောနဲ့နော်အဲ့ဒါပဲညီမလေးတို့ရဲ့ ဟင်ဒါဖြင့်လေးသိန်းကအေးအေးတို့ကိုရှာကျွေးခြင်းလို့တတလုံးရောင်းတတ်ခြင်းအောင်ဆောင်ခဲ့တာပေါ့နော်ကျွန်တော်နောက်ကြောင်းပြန်စကားကိုနားထောင်ပြီးညီမလေးနှစ်ယောက်စလုံးမျက်ရည်ဝိုင်းလာကြသည်ရောက်ဖတွေလည်းမျက်နှာမကောင်းကြရောင်းလို့တောင်မရောင်းတတ်ဘူးတဲ့လားလေးသိန်းရဲ့ဖြစ်မှဖြစ်ရလေလေးသိန်းရဲ့ မြမနှစ်ယောက်လုံးရှာကြီးတဲ့ငယ်ငိုနေကြပါပြီငိုကြငိုကြအာရပါရငိုလိုက်ကြမြမလေးတို့ကိုကိုကတော့အဲ့ဒီနေ့ကလေးကဝါအောင်ငိုခဲ့ပြီးပါပြီကွာစောင်းလို့လေတက္ကသိုလ်အနန္တမေဝိထုတို့ပြိုင်ပွဲပထမဆုရဝိထုဟုတ်ကဲ့ပါခင်ဗျာစာရေးသူဆရာစောင်းလို့လင်ရေးသားတော့မြစ်လက်ပင်မဲ့ရေစီးကကျန်းတယ်လို့အမိရတဲ့ ဝိထုတို့လေးကိုဖတ်ကြားတင်ဆက်ပေးခဲ့ခြင်းပဲဖြစ်ပါတယ်ခင်ဗျာဒီနေ့မှာအချိန်ပေးပြီးဝင်ရောက်နားဆင်အားဖြင့်ပေးခဲ့ကြသူညီကောင်မောင်တို့မှတဦးတယောက်ချင်းစီတန်းကိုကျေးဇူးအထူးပင်တင်ရှိပါတယ်ခင်ဗျာကျွန်တော်တို့ရဲ့ညီကောင်မောင်တို့များအားလုံးကိုစိတ်နှပါရှင်လန်းရှမ်းမြေ့ကြပါစေခင်ဗျာ